ပစာနေနေရန်ကတ်ထားပေမဲ့ဘသူမှမခွေးရဲတဲ့ထူးဆန်းနေပါပရိသတ်ကြီးကိုကျွန်တော်မိကွန်းတစ်ခုလောက်မေးကြည့်ချင်ပါ ರೀ ပစာနေအမတ်တရဘေဟာကဘူတန်ဘူရှိတယ်လေတကယ်လို့များလူကြီးမင်းတို့ကတနေ့မှဘားတစ်ခုရဲကိုရောက်သွား ರೀ အဲ့ဒီဘားရဲ့နေရန်နဲ့မျက်နှာချက်တွေအပြည့်မှာပစာအစစ်တွေချိတ်ဆွဲကတ်ထားတာကိုမျက်စိတစုံတွေးလိုက်ရ ರೀ ဆိုပါစို့အဲ့ဒါကလေတရွဲနှစ်ရွဲမဟုတ်ပါဘူးအမေရိကန်ဒေါ်လာနှစ်သန်းမိုးမြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း၄000ကျော်အထိရှိပါ ರೀ ဒီပစာနေတာအပြည့်မှာရှိနေရင် Toyota Alphard နောက်ဆုံးပေါ်ကား အစီး90လောက် EECC ဝယ်ယူလို့ရတဲ့ပမာဏပါဒီပတ်စံလေးကိုဘယ်သူမှဆိုလက်နဲ့ဆွဲခွာလို့ရနိုင်နေပေမယ့်ဘယ်သူတူတယောက်ကမှမယူဘူးဆိုရင်ရောရုံနိုင်မှာမလားဒီနေ့ပြောပြမှာကတော့ပုံမြင်တဲ့ပုံမဟုတ်ပါဘူးအမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ် Maguire Irish Pub ဆိုတဲ့တကယ်ရှိတဲ့ဘားတစ်ခုအကြောင်းပါဒီဘားရဲ့ကိုတခိုးတယောက်သာဝင်လာခဲ့ရင်စိတ်လို့ရှားလွန်းလို့တတိတောင်မှလစ်သွားနိုင်ပါ ರೀ ဒါပေမဲ့အဲဒီကပတ်စံလေးကိုတော့တူတောင်ခိုးရဲမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်အသေးစိတ်ပြောပြပါမယ် ဒီကိလေထောက်ကလွန်ခဲ့တဲ့1989ခုနှစ်မှာစတင်ခဲ့တာပါဘာပိုင်ရှင်မာတင်မက်ဂွိုင်းယားကသူ့ဘောင်းမှာပထမဆုံးရတဲ့ tip ပတ်စံဒေါ်လာကိုကန်ကောင်းခြင်းအမှတ်တရအနေနဲ့ဘားကောင်တာရဲ့နေရာမှာကတ်ထားလိုက်ပါပြီအဲဒီနောက်ပိုင်းမှာတော့ဘားကိုလာတောက်တဲ့ဧည့်သည်တွေကလေသူတို့ရဲ့အမှတ်တရတွေကိုမျှဝေတဲ့အနေနဲ့သူတို့ရဲ့နာမည်ဒါမှမဟုတ်စာတူလေးတွေကိုဒေါ်လာအရွက်ပေါ်မှာရေးပြီးနေရာမှာလိုက်ခဲ့ကြပါတော့ဒီတရွက်ကနေ၁၀ရွက်၁၀ရွက်ကနေ၁၀၀အခုဆိုရင်ခံမှန်းချေငွေစက်ကူအရွက်ရည်နှစ်တန်းကျော်အထိရှိနေပါပြီ။ ဧည့်သည်တယောက်လာလိုက်ပတ်စံတရွတ်မှာအမတ်တရရေးပြီးကတ်သွားလိုက်နဲ့နှစ်တီအကြာကြီးစုပေါင်းတိဆောက်ထားတဲ့နေရာတစ်ခုပါပဲကဲအဓိကချက်ကိုပြန်သွားရအောင်ဘာလို့ဒီပတ်စံတွေကိုဘသူကမှမခိုးကြတာလဲလူကြီးမင်းသားဆိုခိုးမိမှာလားအဓိကအကြောင်းရင်းကတော့လေးစားမှုနဲ့အစင်လာဆိုတဲ့စကားလုံးနှလုံးကြောင့်ပါပဲဒီနေရာကငွေဆက်ကူတွေဟာပတ်စံဆိုတဲ့တန်မိုးထက်အများကြီးပိုရှိနေပါပြီအရွက်တိုင်းမှာလူတယောက်ရဲ့အမှတ်တရခန်းစားချက်နဲ့ဇလန်းတစ်ပုဒ်စီရှိနေပါ ರೀ ကိုချစ်သူနာမည်ရေးပြီးကတ်ခဲ့တာမွေးနေ့အမှတ်တရကတ်ခဲ့တာ တငယ်ချင်းတွေနဲ့အတူလာရင်ကတ်ခဲတာစသဖြင့်ပါပဲတချို့ပတ်စံနေဆိုရင်ကွယ်လွန်သွားတဲ့မိဘတွေကိုလွမ်းလို့ရေးထားတာဒီကိုရဲ့ပထမဆုံးချင်းတွေးမှုကိုအမှတ်တရရေးထားတာတွေတောင်ရှိပါသေးကိုချစ်တဲ့သူနာမည်ရေးထားတဲ့ပတ်စံတရွက်ကကိုအတွက်ဒေါ်လာတရွက်ထက်အများကြီးပိုတန်မှုရှိပါသေးဒီလို သူများရဲ့တန်ဖိုးထားရတဲ့အမှတ်တရကိုခိုးယူရဲဆိုတာကပတ်စံခိုးရာထက်အများကြီးပိုပြီးတော့တိုက်ခါမဲတဲ့အလုပ်လို့လူတိုင်းကခံယူထားကြပါသေးဒါဟာမရေးထားတဲ့စည်းမျဉ်းတစ်ခုလိုပါပဲ ်သင်ကဘာမှပတ်စံရှင်းဖို့ပတ်စံလိုနေတယ်ဆိုရင်တော့မှဒီနေရာမှာပတ်စံကိုဆွဲယူဖို့အတွက်ဘယ်သူမှစိတ်ကူးမရှိကြပါဘူးလူရင်းနဲ့ဘလောက်ထိနီးရဲပဲပြောပြောတံမိုးထားတဲ့အမတ်တရားတွေမရှိရင်တော့အထီးကျန်နေသလိုပဲမှလားနောက်တစ်ချက်ကတော့လုံခြုံရေးပါဒီပတ်စံကြီးကဘာရဲ့ပိုင်ဆိုင်မှုဖြစ်သွားပြီမလို့တကယ်လို့ခိုးယူခဲ့ရင်တရားဝင်အရေးယူခံရမှာဖြစ်ပါလိမ့်ဘာမှ CCTV ကလည်းဘေးရစိတ်တကောင်တော့လွတ်မှာမဟုတ်အောင်နေရာအနှံ့အတက်ထားတာဆိုတော့လက်စော့ကျင်တော့မှကိုယ့်အိမ်ကပတ်စံကိုပဲပြန်ခိုးကြည့်တာကပိုအဆင်ပြေပါလိမ့်မယ် ဒါပေမဲ့ဥပရိဆိုတာထက်လူရည်ရဲ့အသိစိတ်နဲ့တယောက်ရဲ့အမှတ်တရအပေါ်တယောက်ထားတဲ့လေးစားမှုကသာဒီပတ်စံတွေကိုအဓိကကာကွယ်ပေးထားတာပါစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဘားရဲ့ဝင်နေနေဟာနှစ်စင်နေတိုင်းဒီပတ်စံအားလုံးကိုတရွတ်မကြံဖြုတ်ချပြီးအရေးအတွက်ကိုရေးတွက်စည်းရင်သွင်းရပါသည်ပြီးရင်တော့နေရာတကျပြန်ကပ်ရပါသည်ဒါဟာသူတို့အတွက်အကြီးမားဆုံးသောအလုပ်တစ်ခုပါပဲတခါတရံမှာတော့ဘားပိုင်ရှင်တွေကပတ်စံတချို့ကိုဖြုတ်ယူပြီး brighter လူတန်းတွေပြုလုပ်လေရှိပါသည် ဆိုလိုတာကတော့ဒီပတ်စံကြီးကလူတွေရဲ့အမှတ်တရအဖြစ်ရောလိုအပ်နေတဲ့နေရာတွေအတွက်အကူအညီပါဖြစ်စေခဲ့တယ်ဆိုတဲ့အချက်ပါပဲဒီတော့ပြည်သက်ကြီးရောဘယ်လိုထင်လဲဗျငွေဆိုတဲ့အရာထက်လူတွေရဲ့လေးစားမှုအမှတ်တရတွေနဲ့တိစောက်ထားတဲ့အစင်လာတစ်ခုကဘလောက်တောင်မှတန်ဖိုးကြီးမားတယ်ဆိုတာကိုဒီဘားကတက်သေးပြနေပါလိလူကြီးမင်းသားဒီဘားကိုရောက်ခဲ့မယ်ဆိုရင်ကိုယ့်ရဲ့အမှတ်တရတစ်ခုကိုနေရံပေါ်မှာထားခဲ့ခြင်းလားထားခဲ့မယ်ဆိုရင်ရောအဲ့ဒီပတ်စံပေါ်မှာဘာစာတူလေးရေးပြီးတော့ထားခဲ့ပြင်မလဲဆိုတာကိုမမဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။